hashtag ဆိုတာပါကြီးလဲ hashtag ဆိုတာကဘယ်လိုမျိုးအလုံးလုံးထားလဲ okay အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ social media ကိုအခုမှစအသုံးပြုမယ်မိတ်ဆွေတွေအတွက်ပေါ့နော်ကျွန်တော်နားလေတလောက်ဒီကျွန်တော်တို့ဗီဒီယိုတွေတင်တဲ့ခါမှာတချို့တွေက hashtag တွေခံကြတယ်ဗျာအဲ့တော့ကျွန်တော်တို့ခံတဲ့ hashtag တွေကဘယ်လိုအသုံးဝင်တာလဲဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတာတွေကိုကျွန်တော်အကြံပြင်းလေးရှင်းပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်တို့ hashtag ဆိုတာကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုမှာပေါ့နော်ကိုကဘာအကြောင်းအရာကိုဖော်ပြတယ် ်အခုဖော်ပြတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ hashtag ရှိမှာထားပြီးတော့ခေါင်းစဉ်လေးတွေကျွန်တော်တို့တစ်ခုတစ်ခုချင်းပြီးပေးသွားတာပေါ့ဗျာအခါကျရင်ကျွန်တော်တို့ရဲ့ဒီ hashtag ကတခြားပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ hashtag ကိုကိုယ်ကတွဲတင်ထားမယ်ဆိုရင်တခြားသူတွေကကျွန်တော်တို့ဒီ search bar တစ်ခုမှာရိုက်ချလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့အာလုပ်ငန်းအကြောင်းနဲ့ပတ်သက်တာဖြစ်ဖြစ်ကျွန်တော်တို့ပေးနေတဲ့ subject တွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တခြားသူတယောက်ကအလွယ်တကူအာကျွန်တော်တို့ရဲ့အကောက်တွေကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုအလွယ်တကူတွေ့ရှိသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကအဓိက hashtag ခံရတဲ့ရည်ရွယ်ချက်ကတော့အာလူကြည့်များဖို့ဗီဒီယို view ပေါက်ဖို့ထက်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ ဗီဒီယိုတွေကိုတခြားလူတွေရှာတဲ့ခါမှာလူတကူတွေ့သွားအောင်လို့ဒါကျွန်တော်တွေကကြည့်လို့ပေးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တက်တည်တခုနဲ့ပြပေးခြင်းနဲ့ကျွန်တော်ဆိုလို့ရှိရင်ပေါ့နော်ဒါလက်ရှိကကျွန်တော်ထိုင်းနိုင်ငံမှာနေတာဖြစ်တယ်အဲ့တော့ကျွန်တော်ထိုင်းမှာဆိုရင်ကျွန်တော်အများဆုံးအာလောက်တဲ့အပိုင်းနေရှိတယ်ကျွန်တော်ဆိုလို့ရှိရင် ban နေနဲ့ပတ်သက်ပြီးတော့ဒါ sharing လုပ်ပေးလေးရှိတယ်နောက်တစ်ခုကအာကျွန်တော်ထိုင်းမှာဆိုရင်များဒီ true money wallet account တွေနဲ့ပတ်သက်ပြီးကျွန်တော် sharing လုပ်ပေးလေးရှိတယ်အဲ့နောက်တစ်ခုကကျွန်တော်ဒီမြန်မာပြည်က KBZ Pay account တွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် sharing လုပ်ပေးလေးရှိတယ် ဲ့တော့ကျွန်တော်လုပ်ပေးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်က hashtag တွေခံလေးရှိတယ်ဆိုတော့ hashtag ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအခုပဲကျွန်တော်လက်တွေ့ပြပေးမယ်အဲ့တော့ကျွန်တော်တို့တွေဒီ TikTok ရဲ့ဒီ search bar မှာကျွန်တော်တွေတွားပြီးတော့ကျွန်တော်စမ်းပြပေးမယ်အခုပဲကြည့်ကြည့်မယ်နော် အဲ့တော့ကျွန်တော်တို့တွေ TikTok တွေကိုကျွန်တော်သွားကြည့်မယ်ပေါ့နော် ကျွန်တော်တို့ TikTok ရဲ့ဒီ search bar မှာကျွန်တော် TikTok နဲ့ပြပေးမှာဖြစ်လို့ဆိုတော့ကျွန်တော် TikTok က social media ကအများဆုံးလဲအသုံးပြုတဲ့ apps တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော် TikTok နဲ့နမူနာပြပေးမယ်ကျွန်တော်စီမှာဆိုရင်လည်းအများဆုံးအပြင်စာပြေလာတဲ့သူတွေအများစုကကျွန်တော်တို့ TikTok ကနေတွေ့ပြီးတော့ပဲကျွန်တော်ရဲ့ account တွေကိုလိုက်ချပြီးတော့ရောက်ရှိလာတာဖြစ်တယ်အဲ့တော့ကျွန်တော်အခုပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ TikTok ရဲ့ဒီ search bar ကိုဝင်လိုက်မယ်ဗျာကျွန်တော်ဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြပေးမယ်ပေါ့နော်ကျွန်တော်ဒီ အာ KB နဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုရိုက်ချကြည့်တယ်ဗျာ KB ကောက်ခွင့်ညီစသည်အဖြစ်ပေါ့နော်ကျွန်တော် KB နဲ့ပတ်သက်ပြီးတခုရိုက်ကြည့်လိုက်မယ်ကျွန်တော်ဒီပါပေါ့ဗျာ KB အကောက်ခွင့်ညီဆိုပြီးတော့ဒါမှမဟုတ်ကျွန်တော်ဖုန်းကပြောင်းနေဖြစ်ပြီးတော့တခုရိုက်ကြည့်လိုက်မယ်ဗျာ so အဲ့တော့ကျွန်တော်ဒီမှာနော်ကျွန်တော်ဒီမှာကျွန်တော်ရိုက်ချလိုက်တယ် KB ဖုန်းနံပါတ်ပြောင်းနေဆိုပြီးရိုက်လိုက်ထားနေရဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုတွေကထိတ်ဆုံးမှလာရောက်နေတယ်မကြည့်ပါဒါကျွန်တော်ဗီဒီယိုပေါ့နော်ဒီဗီဒီယိုဒီဗီဒီယိုဒီအပေါ်ဆုံးကဒါ၄ခုကျွန်တော်ဗီဒီယိုတွေကြည့်ပါအားလုံးကတော့ပေါ့နော်သူက အာဘာဖြစ်လို့ကျွန်တော်ဗီဒီယိုထိတ်ဆုံးမှရောင်းနေလဲဆိုတော့ကျွန်တော်က KB ဖုန်းနံပါတ်နဲ့ပြောင်းနေ KB ကောက်ဖောင်းနေ KB နဲ့ပတ်သက်တဲ့အရာအားလုံးတော်တော်များများကိုကျွန်တော်က hashtag ခံထားတယ်ပြီးတော့လည်းကျွန်တော်ရဲ့ဗီဒီယိုတွေကပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုတွေကဒီမှာ view အားဖြင့်လည်းတော်တော်လေးပေါက်တယ်ပေါ့နော်ပေါက်တဲ့ခါကျတော့ထိတ်ဆုံးမှလာပေါ်ပြရဖြစ်တကယ်လို့ကိုက hashtag တော့ခံထားတယ်ဒါပေမဲ့ကိုရဲ့ဗီဒီယိုကအ view တာမပေါက်ထားဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကထိတ်ဆုံးမှမရောက်နိုင်ဘူးရှိတော့ရှိမယ်ကျွန်တော်ရဲ့အပေါ်ဆွဲတင်ရလိမ့်မယ်အဲကျွန်တော်မှဘာဖြစ်လို့ထိတ်ဆုံးမှရောက်နေလဲဆိုတော့ကျွန်တော်ဗီဒီယိုတွေက view ပေါက်တယ်အများသောအားဖြင့်လည်း ကြည့်ရှုသူများဖြစ်တဲ့အတွက်ကြောင့်ထိတ်ဆုံးမှရောက်နေတယ်။ Okay ဒါကကျွန်တော်တို့ဒါ KP နဲ့ပတ်သက်လို့ရှိရင်အာဒါကျွန်တော်တို့တင်ထားသူတွေအများကြီးရှိနေတယ်ဒီထဲမှာအများကြီးအများကြီးအဲ့ထဲမှာမှသူကဘယ်လိုမျိုးလဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုက view ပေါက်လို့ရှိရင်ထိတ်ဆုံးမှရောက်နေတယ်မြဲလူကြည့်များရဲ့ဆိုရင်ထိတ်ဆုံးမှဖြစ်နေတယ်မြဲပေါ့ဗျာ top scene နဲ့မှာပါနေလိမ့်မယ်။ Okay ဒါကျွန်တော်က KPZ B နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ပြပြီးတယ်။ဒါဆိုမျိုးဆိုတော့ hashtag ရဲ့အလုပ်လုပ်ပုံကို champion အဖြစ်နည်းနည်းလေးတော့တည်လာပြီလို့ကျွန်တော်ထင်တယ်။ဆိုအဲ့တော့ကျွန်တော်နောက်တစ်ခုတက်တဲ့တစ်ခုပြပေးမယ်။နောက်တစ်ခုကကျွန်တော်ခုနကပြောတယ် true money ပေါ့နော်။ ကျွန်တော်တို့ဒီမှာ true money account ဖွင့်နီးဆိုကျွန်တော်ရိုက်ကြည့်ကြမယ်ဗျာဆို subscribe မှာအဲရိုက်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီမှာပေါ့နော်ဗီဒီယိုတက်လာပြီဒီမှာလည်းကျွန်တော်ဗီဒီယိုကထိတ်ဆုံးမှရှိရေနော်ဒီမှာ true money account အဖွင့်နီးပြီးလို့ရှိဒီမှာ true money နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြင်ပြထားတဲ့ဗီဒီယိုတွေအများကြီးအများကြီးပဲဗျာအများကြီးပဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကဒါပေါက်တယ်ပေါ့နော်ပေါက်တဲ့ခါကျတော့ထက်ရှိမှာပေါ်လာတယ်ပေါ့နော် okay အဲ့ရနေကျွန်တော် problem များကဗျာအာကျွန်တော်ကျွန်တော်ဘယ်သူမှမသိဘူးဒါပေမဲ့တို့ရဲ့ဒီ server မှာရိုက်ချတဲ့ခါကျကျွန်တော်ကောက်ဖို့သွားတွေ့တယ်တွေ့ရခါကနေမှကျွန်တော်စီကိုဆက်သွယ်လာကြတာဆိုတော့ ဒါကမျိုးစုကိုကျွန်တော်သဘောတရားရှင်းပြပေးတယ် hashtag ရဲ့လုပ်လို့ပုံကဒီလိုမျိုးဖြစ်တယ်ပေါ့နော်ကိုခံထားတဲ့ကြောင်းရံနဲ့ပတ်သက်ပြီးတော့တခြားသူကရှာလိုက်မယ်ဆိုရင်ကိုစီကိုကိုရဲ့ video ဒီကိန်းနဲ့ရောက်ရှိလာတာမျိုးကိုကျွန်တော်တို့ hashtag အသုံးပြုတယ်လို့ပြောချင်းဖြစ်ပါတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြပေးအောင်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ time ban နဲ့ပတ်သက်ပြီးပေါ့နော်အာကျွန်တော်ညီမကျွန်တော်ရေးကြည့်လိုက်မယ်ဗျာဟိုကျွန်တော်ညီမ time ban ငွေထုတ်နည်းဆိုကျွန်တော်ရေးကြည့်လိုက်မယ် okay အာဒီမျိုးရေးကြည့်တဲ့အခါမှာဆိုရင်လည်းကျွန်တော်ရဲ့ video တွေကဒါရှေ့ဆုံးမှာထိပ်ဆုံးမှာရောက်နေတာကိုတွေ့ရလိမ့်မယ် ကျွန်တော်ကထိုင်းမှန်ကျင်တဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပေးတယ် sharing လုပ်ပေးရပေါ့နော်အဲမှာကျွန်တော်ဗီဒီယိုဒီမှာထိတ်ဆုံးမှရှိနေမယ်ဒီပေါ်သွားနှစ်ခုကကျွန်တော်ရဲ့အကောင့်ကျွန်တော်ရဲ့ဗီဒီယိုဖြစ်ပါတယ်အာတခြားမှာလည်းကျွန်တော်ရဲ့ဗီဒီယိုတွေအများကြီးရှိနေမယ်ပေါ့နော်ဆိုတော့အဲ့လိုပါပဲတခြားသူတွေတင်ထားတဲ့စီရတော့ကြောင့်မလို့ကျွန်တော်ကကိုယ့်ရဲ့ဗီဒီယိုကကြည့်ရှုသူ view အကြီးအကျယ်ပေါ်မူတည်ပြီးတော့အလယ်အလတ်ထိတ်ဆုံးကျွန်တော်တို့သတ်မှတ်ပေးထားတာဖြစ်တယ်ပေါ့နော် နောက်တစ်ခုကကိုယ့်ရဲ့ဗီဒီယိုမှာတင်ထားတယ်ကျွန်တော်တို့ hashtag နဲ့စာသားနဲ့ကိုက်ညီပြီးတော့လည်းပြပေးတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုဒီလောက်ဆိုရင်တော့မိဆွေတို့အနေနဲ့ hashtag ရဲ့အလုပ်လုပ်ပုံ hashtag ကဘာအတွက်အသုံးပြုလဲဆိုတာကိုအကြံပြင်းအဖြစ်ကျွန်တော်နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။မိဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကိုကျွမ်းကျင်ရာ social media မှာရှားပြပါ တော်တွေချပြတဲ့ခါမှာဆိုရင်လည်းကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ကိုလုံးနေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ hashtag လေးတွေခံဖို့မမေ့ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုပြောခဲ့သလိုမျိုးပဲ hashtag ခံပေးရခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုတွေကိုတခြားသူတွေရဲ့ server မှာရိုက်ချတဲ့ခါမှာကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အကောင့်ကိုယ့်ရဲ့ဗီဒီယိုကကျွန်တော်တို့တော့ပေါ်မှာဖြစ်တယ်။အဲ့ခါကျမှသာကျွန်တော်တို့ရဲ့လုပ်ငန်းတွေကျွန်တော်တို့ကိုလူပိုသိပြီးတော့ကျွန်တော်တို့ရဲ့ service တွေကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုတခြားသူတွေကအသုံးပြုလာမှာဖြစ်တယ်ပေါ့နော်။ ဆိုဒီပြူလေးကတော့ဒီလောက်ပါပဲနောက်ထပ်မိတ်ဆွေအနေနဲ့ပေါ့နော်ဒီ social media ကိုကိုမစပြီးတော့အသုံးပြုမဲ့မိတ်ဆွေတွေဆိုလို့ချင်နောက်ထပ်ပေါ့နော်သိချင်တဲ့ကြောင်းလေးတွေရှိတယ်ဆိုရင်အာဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့ရေးလာပေးလို့ရတယ်ကျွန်တော်နောက်ဗီဒီယိုလေးတွေမှာလည်းကျွန်တော်အခုလိုမျိုးပေါ့နော်တခြားသူတွေအကျိုးရှိစေမဲ့အကြောင်းလေးတွေကိုကျွန်တော်ကဒါ sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့တခြားဗီဒီယိုနဲ့တူမှာမဟုတ်ဘူး okay ပုံမှန်ဆိုရင်တော့ဒါဒီဗီဒီယိုမျိုးဗီဒီယိုတွေကျွန်တော်လုံးလေးမရှိဘူးဒါပေမဲ့ကျွန်တော်ကအကြံလေးတစ်ခုရတာရယ်မိတ်ဆွေတို့တွေကိုလည်းကျွန်တော်ဒီ hashtag တွေကိုအသုံးပြုပုံတွေကိုကောင်းကောင်းနားလည်စေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တချို့တွေသူများတွေပြောနေသလိုမျိုးပေါ့နော်ကျွန်တော်ဒီ အာ hashtag တွေက view ပေါက်စီတယ်တို့ဟာဒီ hashtag ခိုင်း view တက်စီတယ်ဆိုတာတွေကအမှန်တင်းတဲ့လောက်ပဲမှန်ပါတယ်ကျွန်တော်တို့တရားကြိုင်နှုန်းကြီး hashtag view တက်တဲ့ hashtag ကိုခံလို့တရားကြိုင်နှုန်းကြီး view တက်နေတာမျိုးဆိုတော့မရှိပါဘူးပေါ့နော်မယုံရင်စမ်းကြည့်ပါကိုယ့်ရဲ့ video ကိုယ့်ရဲ့ content ပေါ်မှာလည်းမူတည်ပါတယ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ video ရဲ့ပေါက်တယ်မပေါက်ဘူးဆိုတာကွာခြားသွားတာဖြစ်တယ်ပေါ့နော် okay ဒီ video လေးကတော့ဒီလောက်ပါပဲပေါ့နော်ဒါဆိုရင်တော့ hashtag အသုံးပြုနီး hashtag ကဘယ်လိုအသုံးဝင်နေဆိုတာကိုမစိုးနေနဲ့အချမ်းပြင်းနားလည်းသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုနောက် video ရဲ့မှာကျွန်တော်တို့ထပ်တွေ့ကြမယ်